ဒီပေါ်မျိုးနဲ့ကိုတိမ့်ပိုက်ပြီးနောက်ဆက်လက်ထိုးစစ်ဆင်ခဲ့တဲ့စစ်တပ်ဟာနမ်တူမျိုးနဲ့အဆက်ထိရောက်လာပြီလို့သိရပါဗျ။စစ်ကော်မရှင်ဤစစ်ကြောင်းများကပြီးခဲ့တဲ့အော်တိုဘာ22ရက်နေ့ညနေပိုင်းမှာဒီပေါ်နဲ့နမ်တူမျိုးနဲ့အဆက်ရှိမိုးတေကျေးရွာအနီးမိုးတေတံတားထိရောက်လာတယ်လို့သိရပါဗျ။22ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းမိုးတေတံတားထိရောက်လာလို့တီအန်အန်လီနဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်ဆိုပြီးဒေတာကန်တရင်ရင့်မြစ်တွေကပြောကြပါဗျ။စစ်ကော်မရှင်ဤစစ်ကြောင်းအချို့မှာ နမ်တူမျိုးနဲ့အဆက်အပြင်မန်တုံမျိုးနဲ့ဘက်တို့ပါဥတီ၍စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။တီဘောမျိုးကိုဥတီတိုက်ခိုက်စဉ်ကတည်းကနမ်တူနဲ့မန်တုံမျိုးကိုပါစစ်ကြောင်းထိုးရန်စီစဉ်ထားခြင်းဖြစ်ပြီးအဆိုပါမျိုးနဲ့များရှိအကြမ်းဖက် TNN လေးစုဖွဲ့နေရများကိုလေကြောင်းမှနေ၍ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ထားပါတယ်။ဒါအပြင်တီဘောနမ်တူလမ်းဘက်မန်လီရွာအထိစစ်ကြောင်းတွေရောက်လာပြီလို့အော်တိုဘားလာ24ရက်နေ့မှာဒေတာခံတွေကပြောပါတယ်။ ကျောင်းမဲခရိုင်နမ်တူမြို့နယ်ချောင်းငါကျေးရွာအုပ်စုတီဘောနမ်တူလမ်းဘက်မန်လီရွာအထိတက်မတော်စစ်ကြောင်းရောက်လာပြီလို့ဒေသခံတွေထံမှသိရပါဗျ။စစ်ကြောင်းတွေကမန်လီရောက်သွားပြီလို့ကြားတယ်903 904လေးရောက်သွားပြီ။ပန်လုံရောက်ရင်တော့နမ်တူနဲ့နမ်ဆန်လမ်းခွဲရောက်ပြီလို့တီဘောဒေသခံအမျိုးသားတအူးကပြောကြပါဗျ။ပလောင်ကျမ်းဖတ် TNL ထိန်းချုပ်ထားတဲ့နမ်တူမြို့ကို အော်တိုဘားလ18ရက်နေ့မနက်7:00နာရီဝန်းကျင်ကပလောင်ကျမ်းဖတ်တွေရဲ့တင်ဒန်းပေးနေတဲ့ နမ်တူအာထာကတစ်ကြောင်းအနီကိုပုံကျဲခဲ့ပါတယ်။ဒါ့အပြင် အော်တိုဘာ18ရက်မနက်9နာရီကျော်မှာနမ်ဆန်မြို့နယ်ဟိုမင်းကျေးရွာကတီယန်နန်လေးစူးဖွဲ့နေရကိုလည်းပုံကျဲခဲ့ပါတယ်။အော်တိုဘာ16ရက်နေ့မှာလည်းမုံမင်းမြို့အထက်ညောင်ကုန်းမှာအပိုင်စီးထားတဲ့ဝက်ချံအနီစူးဖွဲ့နေရကိုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပလောင်အကျန်းဖက်တီယန်နန်လေးတွေတေဆုံးခဲ့ပါတယ်။စစ်ကောင်မရှင်သည့်အော်တိုဘာလ23ရက်ည7:49မိနစ်အချိန်ကလည်း နမ်တူချောင်းတောင်ဘက်ရှိတာတာလဝင်တန်းရက်ကွက်အလောက်ကွင်တင်တန်းချောင်းဘက်မှာရှိတဲ့တီအန်အန်လေးစူးဖွဲ့နေရာကိုလေချောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့လို့အကြမ်းဖက်၅ဦးနှင့်အထက်တေဆုံးပြီး၁ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်မရှင်သည့်ရှမ်းမြောက်ရှိတီအန်အန်လေးသိမ်းပိုက်ထားရမျိုးနယ်များကိုမြေပြင်စစ်ကြောင်းမထိုးခင်ကတည်းကလေချောင်းမှပစ်ကူပြီးနယ်မြေရှင်းလင်းမှုများလှုပ်ဆောင်လျက်ရှိပါတယ်။လက်ရှိတွင်နောက်ထိုးကြောင်မဲနှင့်တီပေါ်မြို့နယ်များကိုသိမ်းယူခဲ့သည့်စစ်ကောင်မရှင်က နမ်တူနဲ့မန်တုံမြို့နယ်တို့ကိုပါတင်ယူရန်ဝေဟင်မြေပြင်စစ်ကူများဖြင့်စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ပါတယ်။2023အောက်တိုဘာ29ရက်ကစတင်ခဲ့တဲ့တေတုံညာနှစ်ခုစစ်စင်ရေးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်12ခုကိုတပ်အန်းတပ် DNL လေးကတင်ယူခဲ့ပါတယ်။2025ခုနှစ်နှစ်လပိုင်းမှာစစ်ကောင်စီရဲ့တန်းပြန်ထိုးစစ်ကြောင်းဇူလိုင်လလယ်မှာနောင်ကြိုကို DNL လေးကလက်လွတ်ဆုံးရှုံးခဲ့ရပြီးကြောင်မဲမြို့ကိုအောက်တိုဘာ1ရက်နေ့နဲ့ အော်တိုဘာ18ရက်နေ့မှာတီဘောမြို့ကိုပါထပ်မံလက်လွတ်ခဲ့ရပါတယ်။စစ်တပ်ဟာတီဘောကိုသိမ်းယူပြီးတဲ့နောက်နမ်တူကိုဆက်လက်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပါတယ်။စက်တင်ဘာလ22ရက်နေ့စစ်ကောင်မရှင်တပ်နဲ့ TNL တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNL တပ်ဖွဲ့ဝင်အလောင်း9လောင်းနဲ့လက်နက်လေးလက်သိမ်းဆည်းရရှိခဲ့ပါတယ်။ထိန်းချုပ်မြို့တွေကနေစုခွာပေးနေရတဲ့ TNL ဟာပလောင်ကျန်းဖတ်တဘုံတို့ရဲ့ရုံမှရိုင်းဆိုင်ရိုးရာဒလေးကိုဆက်လက်ထိန်းသိမ်းသည့်အနေဖြင့်နောင်ချိုမြို့ကြောင်မဲမြို့များတွင်စစ်ရှုံးသောအခါ ်မြို့ဤအထင်ကရအဖိုးတန်အဆောက်အဦများကိုမိရှုဖြက်စီထွက်ပြေးသွားကြသလိုတီဘောမြို့တွင်လည်းမြို့ဤနေရာတတော်များများကိုထွက်မပြေးခင်မိရှုသွားခဲ့ကြပါတယ်။ဒါအပြင်တီဘောမြို့အဝင်ကမူလာတန်းကြောင်ကလေးတစ်ခုအတွင်းမှာ TNL ပလောင်ကမိုင်းတွေထောင်ထားခဲ့ပါတယ်။နှစ်ဖက်ဆစ်ဖြစ်နေတဲ့အချိန်မှာဘာအယူဆဘာလိုလားချက်တွေကြောင့်ပဲဖြစ်နေပါစေ။အခုလိုကလေးတငယ်တွေရဲ့စာတင်ကြောင်းလိုနေရာတွေကိုမိုင်းထောင်တာမျိုးတွေမလုံးတင်ဘူးလို့ဒေတာခန်တွေကပြောပါဗျ။ မူလာတန်းចောင်းလေးမှာတက်နေတဲ့ကလေးအများစုဟာပလောင်လူမျိုးလေးတွေဆိုရင်သူတို့ဒီလိုလုံးမယ်မထင်ဘူးလို့တီဘောဒေတာခန်တအူကပြောကြပါဗျ။လက်ရှိအနေအထားမှာတော့တက်မတော်ကအစိုးပါမိုင်းတွေကိုရှင်းလင်းထားလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ပလောင်ចမ်းဖက်တောင်းញမ်းသူများဟာအေယာဝတီဘန် CB ဘန်နဲ့ကံမောစာဘန်တို့ရဲ့ ATM ဆက်များနဲ့ငွေတိုက်ခန်းများကိုဖောက်ထွင်းဝင်ရောက်ပြီးတံပိုးကြီးပစ္စည်းများနဲ့ငွေသားများကိုအလုံးစုံယူဆောင်သွားခဲ့ကြပါတယ်။စစ်ကောမရှင်ကတီဘောမျိုးတိန်းနိုင်ကြောင်းသတင်းထုတ်ပြန်ရမှာ အော်တိုဘာ၂ရက်နေ့မှစတင်၍ထိုးစစ်ဆင်ခဲ့ပြီးအော်တိုဘာ၁၆ရက်နေ့ညနေမှတိမ့်ပိုင်နိုင်ခဲ့တယ်လို့ဆိုပါရယ်စစ်ဆင်ရေးကာလအတွင်းတိုက်ပွဲကြီး9ကြိမ်ထိတွေ့တိုက်ပွဲ21ကြိမ်စုစုပေါင်းတိုက်ပွဲ28ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်တီဘောမျိုးသိန်းတိုက်ပွဲတွေကနေရုပ်လောင်း73လောင်းနဲ့လက်နက်9လက်သိန်းစီရရှိခဲ့တယ်လို့လည်းဖော်ပြထားပါရယ်တမရော်ဟာတီဘောမျိုးကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့နမ်တူနမ်ဆန်မျိုးများစီတို့ထိုးစစ်ဆင်ထွက်ခဲ့ပါရယ် ပွဲဦးထွက်မှာတင်ပလောင်အကြမ်းဖက်တပုံးများအကြဆုံးများပြီးအထိနာကပလောင်တို့ရိုးရာအတိုင်းတက်ပြက်လျက်ရှိနေပါတယ်ခမညာ